တပည့်တော်ရဲ့ဇနီးကိုငယ်ငယ်လေးကတည်းကတပည့်တော်ကလည်းငယ်ငယ်သူကလည်းငယ်ငယ်အရွယ်နှုပြုစဉ်အခါကတည်းကထိမ်မြန်လက်ထပ်ခဲ့တာပါတဲ့ထိမ်မြန်လက်ထပ်ခဲ့တာအဲ့ဒီကနေစပြီးတော့သူ့အပေါ်ကြော်ပြီးတော့ဘယ်အမျိုးသမီးကိုမှ စိတ်နဲ့တောင်မပြင်းမခဲ့ဘူးပါဘူးတဲ့ဟောသူပြောတာเนาะတန်ဆင်တဲ့မေတ္တာတန်ရောစဉ်မေတ္တာ သူ့မှာရှိတယ်ဆိုတဲ့အကြောင်းကိုဖျားလျှောက်တယ်အဲ့တော့သူကဗာဆက်လျှောက်တော့ဆိုတပည့်တော်တို့နှစ်ယောက်ဟာတဲ့ဒီဘဝမှာဆုံတွေ့ကြသလိုနောက်တန်တရာမှာလည်းဆုံတွေ့ကြညပါတယ်အဗ္ဗတမညီညွတ်တဲ့ဇနီးမောင်တာတူတူခင်မင်ကြတယ်လေးစားကြတယ်မြန်လို့ကြတယ်စိတ်နဲ့တောင်မှ သူ့ကိုကြော်ပြီးတော့တခြားမျိုးသမီးပုံမှာမပြတ်မှားဘူးလို့ဒီလိုလျှောက်တယ် တခါတကမကြီးကလည်းလျှောက်တယ်တပည့်တော်ငယ်ရွယ်စဉ်ကတည်းကဟောဒီတခါကြီးနဲ့သူကလည်းငယ်ငယ်တပည့်တော်အိမ်အောင်ကြာအဲ့ဒီအိမ်အောင်ကြာတဲ့အချိန်ကစပြီးတော့တဲ့တပည့်တော်စိတ်နဲ့တောင်းမှပဲသူ့ကိုကြော်ပြီးတခြားယောက်ျားနဲ့ပြမတဲ့စိတ်မဖြစ်ဘူးဟုတ်တဲ့ဒီဘဝမှာလည်းအတူတွေ့ရတယ်လို့နောင်တန်တရားမှာလည်းပဲသူနဲ့ပဲဆုံစည်းခြင်းပါတယ်လို့ဒါအလွန်ရင်းနှီးတဲ့စကားကိုမြတ်စွာဘုရားရှောက်တာ ကောင်းပြီဗမာတွေလည်းပဲဆူတောင်းကြတယ်ထမရဲ့ငှက်ဖြစ်ရင်လည်းတခိုင်းနေတို့ဘာတို့ဆူတောင်းကြတာလည်းရှိတယ်လေအဲ့ဒါလို့ဖြစ်ချင်ရင်ဖြစ်နိုင်တဲ့နီလန်ရောရှိလားမြတ်စွာဘုရားကိုသူတို့ဖြစ်ချင်တဲ့အကြောင်းလျှောက်တော့မြတ်စွာဘုရားကဟောတယ်သူတို့ဒီဇနီးမောင်နှံနှစ်ဦးဟာတဲ့အခုဘဝမှာဆုံစည်းသလို့ ်တမ်းတရားမှာအတူတကွဆုံစည်းခြင်းရတယ်ဆိုလို့ရှိရင်ရသော်ဗျာမလုပ်ရမလဲသမတ်တ္ထာယုံကြည်ချက်ချင်းတူအောင်ကြိုးစားရတယ်သမတ်သီလကိုချင်းသီလချင်းတူညီအောင်ကြိုးစားရတယ်သမတ်စာကစွန့်လွတ်လှူဒါန်းမှုနဲ့ပတ်သက်ရင်လည်းတူညီအောင်ကြိုးစားကြရတယ်သမတ်ပညာအသိပညာချင်းလည်းဒန်းတူအောင်ကြိုးစားရတယ် တို့ဆိုတဲ့တတ္တာသီလစာကပညာဟောတတ္တာဆိုတာယုံကြည်ချက်တူရမယ်စိတ်ဝင်စားမှုတွေတူရမယ်ဆုံးဖြတ်ချက်တူရမယ်ဆိုပါစို့ဘုရားရဲ့ဒီတပ္ပညုတဉာဏ်တော်ကြီးကိုယုံကြည်တာကံကံဤအကျိုးကိုယုံကြည်တာဟောယုံကြည်မှုချင်းတူရယုံကြည်မှု꿰လွဲသွားရင်တော့နောက်ဘဝမှာတူခြင်းမတူတော့ဒါတူရမယ်လို့ဆိုတယ် ယုံကြည်မှုတရားတရားဆိုဒီမှာကုသိုလ်လုပ်ခြင်းနဲ့စွမ်းအားတစ်ခုပဲတရားရှိလာပြီဆိုရင်ဘာဖြစ်လဲသီလရှိတဲ့ပုဂ္ဂိုလ်တွေကိုဖူးခြင်းနဲ့တဲ့သူတော်ကောင်းတရားကိုချမ်းသာခြင်းနဲ့တဲ့လှူခြင်းတန်းညင်နဲ့တဲ့အဲ့ဒါကိုတရားရဲ့အထိတ်မှတ်တွေပဲဒီလိုဆိုတာပေါ့တရားရှိပြီဆိုရင်အဲ့ဒီစိတ်ဓာတ်တွေကိုယ်တိုင်မှာဖြစ်တယ်အဲ့ဒါလို့တရားချင်းကလည်းတူညီရမယ် ိလနှစ်ဦးစလုံး၅ပါးတိလတူညီစွာရှိရကိုယ့်အသက်ကဲ့သို့တံမိုးထားပြီးတော့စောင့်ရှောက်တဲ့၅ပါးတိလမျိုး၈ပါးတိလစောင့်တည်တဲ့အခါလဲတူတူပဲ၈ပါးတိလစောင့်တည်ကြတိလခြင်းလဲတူညီရမယ်စာကမစ္စရိယတရားကိုဖယ်ရှားပြီးတဦးကလှူခြင်းနဲ့တဦးကမလှူခြင်းမှုဆိုတာမဖြစ်ရဘူးတဦးနှစ်ဦးစလုံးဟာလှူခြင်းတန်းညင်မှုဆိုတဲ့စိတ်ဓာတ်လဲ စွန့်လွတ်မှုဆိုတဲ့စာကတရားလဲတူညီရမယ်။ပညာတဲ့တရားနာပြီးတော့အသိပညာရတာဘဝကိုစဉ်းစားတတ်တာဆင်ញင်တတ်တာနော်။ယုံနဲ့နှမသင်္ခါရတရားတွေဟာငါတို့တဏ္ဍမှာယုတ်နဲ့နံဒီနှစ်ခုပဲရှိတယ်။နှစ်ခုစလုံးဟာငါမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူး။အလုံးဟာပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်။တပ်ပြီးသင်္ခါရအနိစ္စ အကြောင်းတရားကပေါင်းစပ်ထားတဲ့အရာတွေမှန်သမျှသင်္ခါရတွေမှန်သမျှသာဝရပြောင်းလဲနေတယ်မမြဲတဲ့အရာများသာဖြစ်တယ်မမြဲသည့်အတွက်ဒုက္ခလို့မဆိုရဘူးဒုက္ခနော်ကျင့်တတ်စရာမကောင်းဘူးအဲ့ဒီလိုမမြဲတဲ့သဘောတရားကြီးကိုမြဲအောင်ကိုယ်ဘာဆွမ်းဆောင်နိုင်လို့ဆိုဘာမှမဆွမ်းဆောင်နိုင်ဘူးဒါကြောင့်အနတ္တလို့ဒီလိုပညာတွေနဲ့လည်းပတ်သက်ပြီးတော့တူညီရမယ်လို့ဆိုတယ်အဲ့တော့ တတ္ထာချင်းတူမယ်သီလချင်းတူမယ်သာဃဆိုရဲစွန်စွန်တန်းစွန်ကျဲလှူဒန်းချင်းတူတယ်ပညာဆိုရဲအသိဉာဏ်ချင်းတူမယ်ဆိုလို့ရှိရင်တဲ့ဒီဘဝမှာဆုံရတယ်လို့နောက်ဘဝမှာလည်းပဲဆုံတွေ့နိုင်ပါတယ်လို့မြတ်စွာဘုရားကသူတို့ကိုကြောင်းပြုပြီးဒီတမဇီဝီတုတ်ဆိုတာကိုခေါ်ခဲ့တာနော်ခေါ်ခဲ့တယ်အဲတမအားဖြင့်ဆူတောင်းုံနဲ့မဆုံနိုင်ဘူး လူတွေကတော့ကုသိုလ်ကောင်းမှုလေးလုပ်ပြီးတော့ဆူတောင်းကြတယ်ပေါ့နော်ဆူတောင်းတာတို့ရေဆက်ဆုံတာတို့တကယ်မြတ်စွာဘုရားဟောတဲ့တရားကိုကြည့်လို့ရှင်အတူတကောဖြစ်ချင်တယ်ဆိုရင်တတ္တာတူရမယ်သီလတူရမယ်သာတူဒီလိုဆုလို့တယ်တူဖို့လိုတယ်ပေါ့ကြည့်လေမကလူလင်ဇလန်းနဲ့မှကြည့်မယ်ဆိုရင်မကလူလင်ရဲ့ဇနီးတဲ့အငယ်ဆုံးသူစာတာသူစာလို့လည်းခေါ်တယ် အဲ့ဒီသူ့စာသူ့ကိုယ်သူပဲဖီလိန်ပြင်ဆင်ပြီးသူ့ယောက်ျားလုံးတည်းမြသူ့ကုသိုလ်ရတယ်လို့စိတ်ကထင်ပြီးတော့နေတာကြံတဲ့မကလူနေတို့ကလက်ပြေရောက်သွားပြီးသူကကုသိုလ်ကောင်းမှုမလုပ်သည့်အတွက်ကြောင့်ဖြိုင်းဘဝရောက်သွားအကုသို့မပါလို့မတူလို့ဒီလိုဖြစ်သွားအကင်၍သူတန်လင်စိတ်ပါလက်ပါကုသိုလ်ကောင်းမှုလုံတိုင်းပါမယ်ဆိုရင်납ပြေတူတူဖြစ်မှာပေါ့ ဖြစ်ဘူးအဲ့ဒါလို့ဆိုလိုတာနော်